ဟယ်လိုအားလုံးပဲမင်္ဂလာပါကျွန်တော်ကုတ်မေကနေချုပ်ထုတ်လိုက်ပါတယ်။ဟုတ်ပြီဆိုကျွန်တော်တို့အရင်ပိုင်းနေမှာကျွန်တော် span တက်တဲ့ DM တက်တဲ့ကြောင်းသင်ခဲ့ပြီเนาะ span ဆိုတာကျွန်တော်တို့ inline element ပေါ့เนาะ inline element ဆိုတော့တစ်လိုင်းမစင်းတဲ့ကောင်တွေကိုစုပေးလို့ရှိစုပေးစစ်ခြင်းနဲ့စုပေးရောပြခြင်းနဲ့ span တက်လေးကိုသုံးပေါ့ DM တက်ဆိုတာကျွန်တော်တို့ဘလိုကောင်မျိုးဖြစ်ဖြစ်ပေါ့เนาะကျွန်တော်တစုတစည်းချင်းနဲ့ပြခြင်းနဲ့ဆို DM တက်ကိုသုံးလို့ရတယ်။ DM တက်ကိုသုံးလိုက်တာနဲ့သူကဘလိုကောင်လဲ block element လား inline element လား block element လို့ပြောလို့ရတယ်တော့တလိုင်းလုံးအပြည့်ယူသွားတာပေါ့နော်သူ့နောက်မှာရေးတဲ့ကောင်းနေအောက်ကိုတလိုင်းဆင်းတယ်ပေါ့အဲ့တော့ကျွန်တော်ရိုးရိုးတက်တွေကကျတော့ span တက်တို့တခြားတက်တွေကကျတော့ဘယ်လိုဘယ်လိုတက်တွေလဲ block element လား inline element လား inline element ဖြစ်တယ်ပေါ့ inline element ဖြစ်တဲ့အခါကျတော့ဘယ်လိုဖြစ်နေလဲဆိုလို့ရှိရင်သူကအပြည့်နေရာမယူဘူးပေါ့အဲ့တော့ပို့ပြီးတော့သိကျင်တယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဒီမှာ in align e inline element buzzer ပေါ့နော် inline buzzer block element ဆိုပြီးတော့ ီမှာကျွန်တော်တို့ဒီမှာ Google မှာခောက်ကြည့်လိုက်ပါကျွန်တော်တို့ပို့ပြီးရောအဲထင်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 ရှားရှားမြင်ရပါလိမ့်မယ်ပေါ့နော်ဒီမှာ inline element တွေကဘာတွေလဲပေါ့နော်ဒါကြောင့်ကျွန်တော်တို့အလွတ်ချက်စရာမလိုဘူးဆိုတော့ဘာဘလို့လဲဆိုတာကျွန်တော်သတိထားမိအောင်ပေါ့ဥပမာဘတ်တွင်းတွေဘာတွေကကျွန်တော်တက်လိုက်ချင်းမစစ်နဲ့ကောင်းနေဒါတဲ့ inline element ကောင်းနေပေါ့နော်အတူ DIY တက်တွေဘာတွေကကျွန်တော်တို့နေရာအပြည့်ယူတာမလို့သူတို့ကြပါလဲ block element တွေလို့ခေါ်ရပေါ့ဒီမှာဆိုရင် style block of quantum ပေါ့เนาะဒါ css file တွေသင်တဲ့အခါဒါပို့ပြီးတော့နားလည်ပါလိမ့်မယ်ပေါ့เนาะဒီမှာကျွန်တော်တို့ run ကြည့်လိုက်မယ် run ကြည့်လိုက်တဲ့အချိန်မှာဒီမှာ the span element ပေါ့เนาะ the span element ဆိုတာ h1 เนาะ my mother ဆိုပြီးရေးလိုက်တယ်အဲ့ my mother ဆိုပြီးတက်ကြီးကပါတက်လောက် line တစ်ချောင်းလုံးယူတာမလို့အပီတက်ကြီးက block element ဟုတ်လားဒါပေမဲ့တော့ဒီမှာရှိနေတယ် span ဒီမှာ blue ဆိုပြီးပေးလိုက်တယ်အဲ့ဒီမှာဘာကို blue လို့ပြလိုက်တာဒီ blue ဆိုတဲ့ကောင်လေးက blue ခေါ်မလဲတလိုင်းနဲ့ပဲယူသွားတာတွေ့လား blue ဆိုတဲ့ကောင်ရဲ့နောက်မှာအိုင်းကဖြစ်သွားတာဟုတ်လို့လားဟို blue ရဲ့ out out line မှာသူကအိုင်းကဆင်းတာမဟုတ်ဘူး blue ရဲ့နောက်ကနေဆက်လိုက်တာဟုတ်တယ်မလားအဲ့ blue ဆိုတဲ့ကောင် in line ဖြစ်နေတယ်နော်အဲ့တော့အဲ့တော့ blue ကဘယ်ထက်မှာပါလဲ span နဲ့ရေးထားတာ span တက်နဲ့ရေးထားအဲ့လိုမျိုးပေါ့ဒါဆိုရင် span ကပါလို့ in line element ပေါ့နော်အဲ့လိုရှိတာပေါ့ โอเคဆိုတော့ဒါပြောချင်တာလေးလာလို့ရတယ်ပေါ့နော်ကိုယ့်အကူလေးလာလို့ရတယ်လို့ပြောချင်တာအဲ့ကျွန်တော်ထပ်ပြီးတော့ဆွေးနွေးကြမယ်အဲဒီမှာဆိုဘယ်ကိုရောက်သွားရလဲဆိုတော့ကျွန်တော်တို့ input တက်ကိုရောက်သွားပြီ input မှာဆိုလို့ရှိရင်ဘာရှိလဲဆိုတော့စာတွေရှိတယ် email တွေရှိတယ် password တွေရှိတယ် radio တွေရှိတယ် chatbot chatbot တွေရှိတယ်နော်ဒါသူ့ရဲ့တိုက်တွေပေါ့အဲ့ကျွန်တော်တို့က input input မှာအဲ့ဒါတွေယူလို့ရတယ်အဲ့တော့ input ဆိုတဲ့ကောင်ကဘယ်နေရာတွေမှာအဓိကသုံးလဲဆိုတော့ကျွန်တော်ဖောင်းနေပေါ့ ဥပမာကျွန်တော် login page တွေပါလုပ်မယ်ဆိုလို့ရှိရင်ဒါ touch point တွေပါမရှိဘူးလားရှိရနော်အဲ့လိုမျိုးပေါ့အဲ့မှာကျွန်တော်တို့ဘာတွေသုံးလဲဆိုတော့ input တွေကိုအဓိကသုံးတယ်ပေါ့နော်အဲ့လိုမျိုးရှိရ Okay ကျွန်တော်တို့ဥပမာထားပါတော့ input input ဆိုပြီးရေးလိုက်မယ်အဲ့ဒီမှာ column ဆိုပြီးရေးလိုက်မယ်ဆိုဒီမှာပါတယ်တွေ့လား column pdn button touch point color date date time ဟာလား date time local ဒီမှာအများကြီးပါလာတွေ့လား t and t ဟာလား touch time url week ဆိုပြီးအများကြီးပါတယ် ဆိုတော့အဲ့ဒါကြီးအလကားပါမို့ကျွန်တော်တို့ကဘလို့ input တွေလိုချင်လဲဆိုရင်ဒီအပေါ်မှာမူတည်ရမယ်အဒီမှာ THT test ဆိုပြီးတော့ဒီမှာရေးလိုက်မယ်ဆိုရင်ဒီမှာဒီလိုဖြစ်သွားတယ်တွေ့လား test name id ဆိုပြီးတော့ဒါလေးကို run ကြည့်လိုက်ဒီမှာဆိုလို့ရှိရင်ကျွန်တော်တို့အဲ့ဒီမှာ test ဆိုတက်ပေါက်ကြီးရလာတယ်အဲ့ test ပေါက်မှာကျွန်တော်တန်ဖိုးတစ်ခုအဲ့လိုမျိုးပေါ့တခါလဲထည့်ထားခြင်းဒီမှာထည့်ထားလို့ရတယ် value ပေါ့ value h e l l o c o d e code m b m a ဆိုပြီးရေးကြည့်လိုက် ဒါဆိုဟယ်လိုကုတ်မယ်ဆိုဘဲလူကိုတခါလေးထည့်လိုက်တာပေါ့နော်ဒါဘဲလူဆိုအထရီဘူလေးရှိရှိတယ်ပေါ့အဲ့ဒီဘဲလူဆိုအထရီဘူလေးထည့်လိုက်ရင်ဒီထက်မှာတန်ဖိုးတွေအော်တိုဝင်သွားမယ်ပေါ့နော်โอเคဆိုတော့ကျွန်တော်တို့ကတကယ်လို့ဒီနေရာမှာကျွန်တော် user email ကိုဖြည့်ခိုင်းတာမလားအဲ့ဒါကိုကျွန်တော်သိစေချင် Play Holder ဆိုတာလားမသိကျွန်တော်ရှိတယ်အဲ့မှာဒီမှာရေးကြည့်လိုက် PNLC Play Holder နော်အဲ့မှာ input input ရှိပါလဲ name ပေါ့နော် name ပေါ့အဲ့ name ဆိုတော့ဒီမှာတွေ့လား ဒါမှစရေးလိုက်လို့ရှိရင်ဆောင်းနကအင်ပွင့်ယူရနေဆိုရင်ကောင်းလေဘာဖြစ်သွားလဲပျောက်သွားတယ်တွေ့လားနော်ဒီမှာစရေးလိုက်အင်ပွင့်ယူရနေပျောက်သွားဘာမှမရေးဘူးဆိုရင်အင်ပွင့်ယူရနေဘာဖြစ်တော့ပေါ်တယ်ပေါ့နော်အဲ့လိုမျိုးရှိတယ်အဲ့အဲ့ဒါကြတော့ကျွန်တော်တို့ပါလဲဒီမှာ name ဒီမှာ name attribute နဲ့ဒီ ID ဆိုတဲ့ attribute လေးပါဟုတ်လားအဲ့ဒါလေးကိုတော့ကျွန်တော်တို့ခဏလေးလေးရှုထားလိုက်တလောလောဆယ်မလို့သေးဘူးပေါ့ဒါ name ရှိ name ပြီးတော့ကျွန်တော်တို့ပါလို့လဲကျွန်တော် input ပေါ့ အင်ပွတ်ပြီးတော့ဘာလို့လဲကျွန်တော်တို့အီးမေးလ်ကိုဘာလို့လိုရမလို့လိုရပေါ့နော်အဲ့မှာအီးမေးလ်ကိုဘာလို့လိုတယ်အဒီမှာအအင်ပွတ် UI နဲ့ပြီးရင်အင်ပွတ် UI password ပေါ့ဟုတ်လားအဲ့တော့ password ပေါ့နော် AOPUD အဲ့တော့ဒီမှာကျွန်တော် password လို့ပဲရေးလိုက်မယ် PSWRD password here ပေါ့နော်ဒီမှာ name ပေါ့အဲ့လိုမျိုးပဲရေးလိုက်မယ်နော် Okay ပြီးလို့ရှိရင်ကျွန်တော်တို့ကအဲ email email လာအောင်ပါနော် password မလာခင် email လာအောင်ပါမလား အဲ့တော့ input เนาะ e ရမေး email ဆိုပြီးတော့လာလိုက်เนาะဒီ id တွေနေနေရကျွန်တော်ဘာမှမဖြစ်လေရရเนาะဒါ play holder လေးတော့ကျွန်တော်ထည့်လိုက်မယ်ဟုတ်လားဩကျွန်တော် play holder ထည့်လိုက်เนาะ id ကိုကျွန်တော်ဒီ name ညို့ဖြုတ်လိုက်เนาะ name ညို့ဖြုတ်လိုက်ဘာမှအယုံမစားနဲ့ name နဲ့ id တွေကကျွန်တော်အခုတလောမလိုသေးလို့ဒါထားလိုက်ပါเนาะအဲ့ဒီ name id အစကျွန်တော်ဘာထားမလဲ play holder ထားလိုက်မယ်เนาะ play holder ဒီမှာလဲဘာထားမှာလဲ play holder ထားလိုက် โอเค play holder ဆို attribute ရှိရယ်အဲ့ဒီမှာကျွန်တော်တို့ကဖော်ပြခြင်းတဲ့ကောင်းနေဖော်ပြမယ်ဒီမှာ email ကိုဖော်ပြမယ် email โอเคဒီမှာကြည့်ရိုက် name ရယ် email ရယ် password ရယ်ဆိုပြီးပေါ်လာဖြတ်လာအဲတရားကြီးကကတ်လွန်းတယ်ဆိုလို့ရှိရင်ကျွန်တော်တလိုင်းဆင်းလိုက်မယ်အဲ့တော့ bia ဆိုပြီးရော break ပေါ့နော်ဒီမှာဆိုလဲ break bia လေးဆင်းလိုက်မယ်ဒါဆိုလို့ရှိရင်ဒီမှာဒီကောင်လေးက save လိုက်မယ်ဆိုရင်ခွာပြပေးလိမ့်မယ်အော်ဒီမှာ တလိုင်းနဲ့တလိုင်းနဲ့ပဲဆင်းနေတော့တိတ်ပြီးမသိတော့ဒီမှာဘီယာနှစ်ခုအသုံးလိုက်မှာနှစ်နှစ်ချက်ကိုထပ်လိုက်မှာ तू ကပိုပြီးသိတာမှာပေါ့နော်တလိုင်းဆင်းနေတာဆိုတော့လေတိတ်မသိတော့ဖြစ်သွားအဲ့တော့နှစ်လိုင်းဆင်းလိုက်တော့ဘာဖြစ်ကုန်ဘလို့ဖြစ်သွားလဲခွာခွာလေးဖြစ်သွားတယ်အဲ့ဒီမှာကျွန်တော်တို့ကဘတ်တန်တစ်ခုထည့်ကျင်တယ်ပေါ့ဘတ်တန်တစ်ခုထည့်ကျင်ကျွန်တော်ဒီလိုရေးလို့ရဒီမှာပေါ့သူ့အောက်မှာဘီယာဘီယာကိုနှစ်ထပ်ခုန်လိုက်မှာပြီးရော BUTT1 ဘတ်တန်ဆိုပြီးရောပထမပေါ့နော်ပထမ ဲ့တော့ဒီမှာ SUB MID မလား submit ဆိုပြီးရေးလိုက်ဒါဆို submit ဆိုပြီး button လေးရှိလာပြီเนาะကျွန်တော်တို့က login page ဆိုပြီးတော့ထိတ်ခါနေပြီးတော့ h1 လေးနဲ့ရေးလိုက်မယ်အဲ allogia ရဲ့ login page page ဆိုပြီးကျွန်တော်ကရေးလိုက်မယ်အဲ့ဒီမှာ login page ဆိုပြီးပေါ်လာတယ် name email password submit ဆိုပြီးပေါ်လာဟဟလာဟုတ်ပြီအဲ့တော့အဲ့ဒီမှာကျွန်တော်တို့ကဒီအလဲကောင်ကိုရောက်ချင်တယ်ဆိုတော့ဘယ်လိုလုပ်ရအောင်ကောင်းမလဲပေါ့ အဲ့ဘယ်လိုလုပ်ရင်ကောင်းမလဲဆိုတော့ဒီဟာအကုန်လုံးကိုကျွန်တော်အုပ်လိုက်နော်ဟိုကောကတ်လုပ်လိုက်မယ်ကတ်လုပ်ပြီးတော့ကျွန်တော်စန်တာတက်လေးကိုသုံးလိုက်မယ်အဲ့ထဲမှာစန်တာတက်ထဲမှာ DMB တက်လေးကိုသုံးလိုက် ပြီးတော့ DMB ထဲမှာစနက်ကကောင်းလေးကိုချလိုက်အဲ့ဒီမှာတွေ့လား login email password ဆိုပြီးတော့တခါလေပလာတယ်နော်အဲ့ဒါ input box မှာဒါလေးတွေရှိရပါဘောအဲ့ဒီထဲမှာ play holder လေးတွေရှိရယ် value လေးတွေရှိရယ် နော်ဟိုမှာ password ဆိုရဲကောင်းပြီးကျွန်တော်တို့ရိုက်ထည့်လိုက်လို့ရှိရင်ဒီမှာ password ပဲဖြစ်နေဘာလို့လဲဆိုတော့ဒီတိုက်မှာကျွန်တော်တို့က password ဖြစ်ရမှာအဲ့တော့ဒီမှာ password ဒီ password ဆိုပြီးဖြစ်ရမှာအဲ့မှာကျွန်တော်တို့ဒီဆက်မှာရိုက်ကြည့်လိုက် auto hide သွားတယ်ပေါ့နော် email မှာကျတော့ကျွန်တော်တို့ကဒီမှာလေလွတ်လိုက်မယ်ရှာကြည့်လိုက်လို့ submit နေလို့ရှိရင်ဘာမှလို့ဖြစ်မသွားဘူးတွေ့လားအဲ့ကျွန်တော်တို့ကဘယ်လိုသိတာမလဲဆိုတော့ဒီ input ဖောင်တို့ဘာလို့ဆိုတာကျွန်တော်တို့ဒီဖောင်ဆိုတဲ့ attribute လေးနဲ့တွဲတုံးရတယ်เนาะ ဖောင်ဆွဲအထည်ပြူလေးနဲ့ထွက်သွားတယ်ဆိုတော့ဒါကျွန်တော်လောလောဆယ်တရားလေးတွေကိုဟောဟောပေါ့ဘယ်လိုပြောရမလဲအဒီပတ်ပတ်ွင့်ကိုကျွန်တော်ဖြတ်လိုက်မယ်နော်ပတ်ွင့်ကိုဒီပတ်ွင့်ကဒီပတ်ွင့်ဆွဲတက်သုံးပြီးတော့လေလုံးလို့ရတယ်ဒါပေမဲ့ကျွန်တော်အဲ့လိုမျိုးမသုံးချင်ဘူးဒီလိုသုံးချင်တယ်ဆိုပါစို့အင်ပွဲအင်ပွဲနော်အင်ပွဲ SUV အင်ပွဲဆမစ်ဆိုပြီးရေးလိုက်မယ်ဆိုရင်လည်းရတယ်အဲ့ဒါကြလေတော့ပတ်ွင့်ထပ်မှာဒီမှာကြည့်လိုက်ပတ်ွင့်ထပ်တယ်တွေ့လားပတ်တန်ထပ်တယ်နော်ဒါပေမဲ့ပတ်တန်မှာ ဘာမှမပါသေးဘူးအဲဘဲလူထဲမှာကျွန်တော်ရေးလိုက်မယ် SUP MID submit now ဆိုပြီးကျွန်တော်ရေးလိုက်မယ်ဒါဆိုအတီးပြုခိုင်းတော့ login page ဆိုတော့ login ပေါ့နော် sorry login page ဆိုတော့ login now ပေါ့နော်ဒါမှမဟုတ်ဆိုလေ go ဆို go ပေါ့ဟာလားဒီလိုရေးလို့ရတာဟုတ်တယ်မလားအဲ့လိုမျိုးပေါ့ဒါကျွန်တော်တို့ထည့်လိုက်တယ်ဒါဆိုရင်ရပြီပဲဟာလားအဲ submit လို့ရေးလေရတာပဲ SUP MID submit okay အဲ login page ကို submit နှိပ်လိုက်တယ် submit နှိပ်လိုက်ပြီဆိုလို့ရှိရင်ဒါ သူကအတိပြုခိုင်းမယ်ပေါ့အဲ့တော့ဒီဟာတွေကိုကျွန်တော်ဒီတိုင်းသုံးလိုက်တာတက်ပေါ့နော်ဥပမာဒါဆိုရင်ကျွန်တော်တို့ DRM တစ်ထပ်ကိုပါနေပြီပေါ့အဲ့ DRM တစ်ထပ်မှာပါနေတဲ့ဒီ input အားလုံးကို selection ပေးလိုက်မယ် selection ပေးပြီးကတ်လုပ်လိုက်မယ်ကတ်လုပ်ပြီးကျွန်တော်တို့ကဒီ pawn server တက်ကလေးနဲ့တွဲသုံးလိုက်မယ် pawn server တက်မှာဒီ action ဆိုတာရှိရအဲ့ဒါဘာမှမဖြစ်နေဒီမှာ hash လေးတစ်ခုတွဲသုံးလိုက် ပြီးရင်ဒီမှာ ဲဒီမှာအတားခောက်ပြီးဒီကြားထဲမှာဆောင်းနက်ကကတ်လုပ်ထားတဲ့ကောင်တွေကိုဖြည့်လိုက်မယ်။နော်ဖြည့်လိုက်မယ်။ Okay ဒီမှာကျွန်တော်တို့အီးမေးလ်တွေပါဖြည့်လိုက်မယ်။ထားပါတော့။ဒီမှာတွေ့လား။ကျွန်တော်တို့ဒီမှာ submit လုပ်လိုက်တဲ့အချိန်မှာဘာဖြစ်ပါပြောလဲ။ဒီမှာအီးမေးလ်မှာဆိုရင် app ပါတယ်ပေါ့။ဒါပေမဲ့ဒီမှာကျွန်တော်တို့မှာ app ပါလားမပါဘူးပေါ့။အဲ့လိုမျိုးတွေရှိတယ်။အဲ့ဒါဘာကိုသုံးလိုက်လို့ဆိုတော့ဒီမှာ pound တက်နဲ့အုပ်လိုက်လို့ဆောင်းနက်ကကျွန်တော်တို့ input တွေပါနဲ့အုပ်လိုက်လို့တော့ pound တက်နဲ့အုပ်လိုက်လို့ ဖောင်တက်ဆိုတာဘာဘာအတွက်သုံးတာလဲဆိုတော့ကျွန်တော်တို့ server ပေါ်မှာ data တင်ဖို့အတွက်သုံးနေပေါ့ server ပေါ်မှာဘာလုပ်ဖို့အတွက်သုံးလဲအဲ data တင်ဖို့အတွက်သုံးတယ်အဲအဲ့ဒါကျွန်တော်အချိန်ရရဆိုလို့ရှိရင်အဲကျွန်တော်လည်းပြောပြပေးမယ်အဲ့ဒါဘာလို့ဆို MOAK ဆို API ရှိရယ်အဲ့ဒီ API ကိုကျွန်တော်တို့ကဒီမှာလာချက်ပြီးတော့ပေါ့နော် တခါတယ်ဒီဘယ်လိုခေါ်မလဲ lower တဲ့ data တွေကိုဒီကနေတင်လိုက်လို့ရတယ်တင်ပြီးတော့ဟိုမှာသွင်းလိုက်လို့ရတယ်နော် အဲဥပမာအဲကျွန်တော်နောက်ထပ်နောက်ဗီဒီယိုမှာပဲအချင်းယူပြီးအဲ့ဒါလေးကိုထပ်ပြီးပြောပြမယ်လောလောဆယ်တော့ဒီလိုလေးပဲမှတ်ထားလိုက်နောက်ပိုင်းမှာကျွန်တော်အစားဆုံးရေးပြီးရောဒီ API မှာဒီ HTML သုံးပြီးရော data တင်တဲ့အပိုင်းပေါ့နော်အဲ့ဒါလေးတင်ပေးသွားမယ်လုံးဝလုံးဝကိုစိတ်ဝင်စားစရာကောင်းပါလိမ့်မယ်ပေါ့ဆိုတော့အဆုံးထိကြည့်ပြီးခဲ့လို့အားလုံးကိုကျေးဇူးတင်ပါတယ်ဘိုင်ဘိုင်ပါ